သဗ္ဗေတ္တမရဏဓမ္မမရဏပရိယောတာနာမရဏအနတ္တိတာသဗ္ဗေတ္တအလုံးစုံသောတတ္တဝါတွေဟာမရဏဓမ္မသိခြင်းသဘောရှိတယ်တဲ့။နောက်တတ္တဝါတွေဟာသိခြင်းသဘောရှိတယ်ဆိုလိုတာကတတ္တဝါတွေရဲ့ခန္ဓာဟာပြတ်တက်တဲ့သဘောရှိတယ်ပြက်ကိုပြက်လိမ့်မယ်။မရဏပရိယောတာနာတတ္တဝါတွေဟာသိခြင်းသာလည်းအဆုံးရှိတယ်။မရဏံသိခြင်းတရားကိုအနတ္တိတာဘလို့မှသူတို့မလွန်မြောက်နိုင်ဘူးတဲ့ဒါဟာ တော့လွန်မြောက်အောင်လုပ်လို့ရာဇကောင်းတဲ့အရာမဟုတ်ဘူးပေါ့တေယထာပိမဟာရာဇယာနိကာနိစီကုမ္မကာရဘာဇနာနိအာမကာနိစီဝပက္ကနိစာမင်းကြီးတဲ့ငါဥပမာတစ်ခုပြောမယ်တေယထာပိမဟာရာဇယာနိကာနိစီကုမ္မကာရဘာဇနာနိပိုးထင်းတွေတွေလှုပ်ထားတဲ့အာမကာနိစီဝပက္ကနိစာအိုးအစိမ့်တွေအိုးအကျက်တွေအမျိုးမျိုးသောအရွယ်အစားမျိုးမျိုးပုံသဏ္ဍာန်မျိုးမျိုးနဲ့အိုးတွေဟာ သဗ္ဗန္တိတာနိဗေဒနာဓမ္မာနိဗေဒနာပရိယောတာနာနိဗေဒနာအနတ္တိတာနိအဲ့ဒီအလုံးစုံသောအိုးတွေဟာဗေဒနာဓမ္မာနိကွဲတတ်တဲ့သဘောရှိတာတွေကြီးပဲတဲ့အကုန်လုံးဟာကွဲတတ်တဲ့သဘောတွေကြီးပဲအိုးမှန်လို့ရှိရင်ပေါ့နော်ဗေဒနာပရိယောတာနာနိကွဲခြင်းကိုကွဲခြင်းလျင်အဆုံးရှိတယ်အိုးဆိုတာတစ်ချိန်မှာကွဲသွားတာပဲကွဲမှဆုံးသွားတာပေါ့နော်ဗေဒနာကွဲပြတ်ခြင်းကိုအနတ္တိတာနိအိုးမှန်တယ်များဘယ်လိုမှ မလွန်ဆန်းနိုင်ဘူးတဲ့။အိုးတစ်လုံးနဲ့ဦးဇင်းတို့ဘဝခန္ဓာကိုမြတ်စွာဘုရားဥမာပေးတာပေါ့နော်။